မြန်မာနိုင်ငံအတွက်ဟောကြားတဲ့ရှင်ပြင်းနမိတ်တွေတဝက်လုံးနီးပါးမှန်လာခဲ့တဲ့လင်းညို့တာယာ MCL ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ပြည်သူများရှင်လင်းညို့တာယာကတော့အတန်ငငယ်လေးနဲ့ဘီလင်းပညာလောကမှာနမိတ်ကြီးလာခဲ့သူပါလင်းညို့တာယာရဲ့ဟောကိန်းတွေကမှန်ကန်လာခဲ့တာမို့ယုံကြည်သူများပြားလာခဲ့တာပါဒါအပြင်လင်းညို့တာယာကရှင်ပြင်းနမိတ်တွေကိုလည်းကြူဟောထားတတ်တာပါပြီးခဲ့တဲ့လပိုင်းတုန်းကလည်းလင်းညို့တာယာကမြန်မာနိုင်ငံအတွက်ရှင်ပြင်းနမိတ်တချို့ကိုဟောပေးထားခဲ့ပါတယ်2025တနှစ် တာကစတော့မှာဖြစ်လို့2025ခုနှစ်မှာနိုင်ငံကဘာရီဖြစ်လာမလဲဆိုတာကိုဟောပြီးထားခဲ့တာပါ2025မှာဖြစ်လာမယ့်အရာတွေကို10ချက်ကျော်ဟောပြီးခဲ့ပါတယ်နိုင်ငံရဲ့အဖက်ဖက်အတွက်အရှိပြီးတွေတူဟောပြီးခဲ့တာပါဒီထဲမှာမှလင်းညိုတာယာက2025ခုနှစ်ထဲမှာမြန်မာနိုင်ငံကမြေကြောင်းမှုပျက်စီးဆုံးရှုံးမှုတွေများလိမ့်မယ်လို့ဟောထားတာပါမြေကြောင်းမှုလူတွေကွယ်လွန်ရတာမျိုးတွေလည်းရှိလိမ့်မယ်လို့ဟောထားပါတယ်မြင်းကလေးလှုပ်ခတ်လိမ့်မယ်လို့ကြုံဟောထားခဲ့တဲ့အချက်ကတကယ်ကိုမှန်သွားပါတယ်မလ28ရ ရက်နေ့မှာငလင်းလုတ်တဲ့အချိန်မှာလင်းညူတရားဟောထားတာကမှန်သွားတယ်ဆိုပြီးလူတွေကပြန်ဖို့ပြနေကြတာပါဒါပြင်လင်းညူတရားကတခြားအချက်တွေကိုလည်းဟောထားပါသေးတယ်ဒီထဲမှာမှာဆိုရှယ်မီဒီယာမှာနာမည်ကြီးသူတချို့က ကွယ်လွန်မယ်လို့လည်းရှေ့ပြီးဟောထားခဲ့တာပါဇယ်လီတွေလို့ယူဆတဲ့သူတွေကဒီနှစ်တည်းမှာကွယ်လွန်တာများလိမ့်မယ်လို့တွက်ချက်ထားတာပါလင်းညူတာယာရဲ့ဟောချက်ကတော့မှန်ကန်လာပြီဖြစ်ပါတယ်သူကိုယုံကြည်သူတွေကတော့ဆရာကမှန်လိုက်တာဆိုပြီးယုံကြည်နေတာပါဒါအပြင်လင်းညူတာယာက Sky Villa Hotel နဲ့ Great World Hotel အတွက်လည်းအစီအစဉ်လုပ်ပြီးခဲ့ပါသေးတယ်ဟိုတယ်အတွင်းမှာအသက်ရှင်သူတွေကြံ့နေသေးတယ်ဆိုတာကိုပန်းတွေပူဇော်ထားကစောင့်ကြည့်နေကြတာပါဒါပေမဲ့တချို့ကလည်းလင်းညူတာယာရဲ့ဟောချက်တွေကိုအပြင်းအထန်ရှုံချနေတာဖြစ်ပါတယ် လင်းညို့တာယာရဲ့ဟောချက်တွေကမမှန်ကန်ပဲရှောက်ပြောနေတာလို့ဝေဖန်နေတာပါမမှန်ကန်တဲ့ဟောချက်တွေနဲ့နာမည်ကြီးအောင်လုပ်နေတာဆိုပြီးတိုက်ခိုက်သူတွေပါရှိနေတာပါဒါအပြင်လင်းညို့တာယာကထိုင်းနိုင်ငံကိုပြောင်းလဲနေထိုင်ချိန်မှာဗေဒင်ဟော့ကနဲ့ပတ်သက်ပြီးပွဲဆိုခဲ့ပါတယ်လင်းညို့တာယာကဗေဒင်ဟော့ကကိုတင်းဆဲချီတီတမန်လိုက်တာပါ ဈေးရင်းအစမတန်တင်လိုက်တာမှဝေဖန်သူတွေကပို့ပြီးတော့များပြားလာခဲ့တာဖြစ်ပါတယ်။လင်းညို့တာယာကသူ့ဘက်ကနေမြန်မာနိုင်ငံကလူများအတွက်တပတ်တလန်းကနေစောင့်ရှောက်နေတာကိုအပြင်းအထန်ဝေဖန်နေဆိုပြီးဝမ်းနည်းလို့နေတာဖြစ်ပါတယ်။သူ့ဘက်ကဘာအမရှိလို့လဲဆိုပြီးမိကုန်းနေထုံနေခဲ့တာပါ။မြန်မာနိုင်ငံမှာကတားတော်ပညာရှင်တွေနဲ့ဘေးရင်လက္ခဏာပညာရှင်တွေကိုတိတ်ပြီးတော့ယုံကြည်မရှိပါဘူး။တချို့လည်းအပြင်းအထန်ကိုယုံကြည်ကြသူတွေရှိပါတယ်။ယုံကြည်သူတွေရှိသလိုမယုံကြည်သူတွေကလည်းဒါတွေကမယုံကြည်သင့်ပဲလူတွေကိုလိန်စားနေတဲ့ ဲ့အရာလို့သာရှုံချတာဖြစ်ပါတယ်။လေးညိုတာယာကတော့ဒူတန်နိုင်သမျှဘီရင်းနေဟောပြီးမြန်မာနိုင်ငံအတွက်ရှေးပြေးနမိတ်ကိုဆက်လက်ဖတ်ပြီးနေတော့မယ်ဖြစ်ပါတယ်။ဒါအပြင်ယုံကြည်သူတွေကလည်းအသိအတန်ကိုမေးနေတာပါ။ပရိသတ်ကြီးနေနဲ့ရောလေးညိုတာယာရဲ့ဟောကိန်းတွေကအမှန်ကန်တယ်လို့ထင်လား။ဟောကိန်းတွေပေါ်မှာရောယုံကြည်ချက်ရှိလားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။